မိုးကြီးမြင့်သတိပေးချက်2025ခုနှစ်မေလ18ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်းမုတ်တုံလေးဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်းယနေ့ညမှမေလ20ရက်နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း အေယာရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်၍မိုးကြီးမီတို့ဖြစ်ပါ၍မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျွေခြင်းလျှက်တပြက်ရည်ကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုဆောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းတွာလာရေးနှင့်လေကြောင်းပြန့်တန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်